စပယ်ပွင့်ဝေဝေစပယ်ပွင့်နေလဲပွင့်ဖူးပေါ်လေညင်ဦးမှာစိတ်ကူးရင်စရာတွေပြာစီမောင့်တိန်နေဝိုင်းတော့အရင်ပန်းလေးတမွေမွေတင်ပြတ်မေမိုးတိန်နေကြွယ်ကပျောက်တော့တိချောက်ကကုံမဝင်နိုင်ရှာတဲ့စပယ်ပွင့်ဝေ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 ဆိုသောစပယ်ပန်းသည်ရနဲ့လဲတင်းသည် အစင်းလဲလှသည် အပွင့်လဲကားသည် ။စပယ်ပန်းကိုဘယ်ပန်းမှတုမရနိုင်ဟုထင်မိတယ်လို့ဝေဝေကိုလည်းဘယ်မင်းကလေးတွေမှမရှင်ပြိုင်ဟုထင်မိ၏။ကျွန်တော်နဲ့ဝေဝေတို့၏ဆက်သွယ်မှုသည်အတိတ်တွင်မုံမုံရေးကျင်းရင်ခဲ့ပြီဖြစ်တော်လဲ။တို့မုံဝါးသာပြူလာသော အတိတ်ကိုပြန်၍တွေ့ရင်ကြည်နူးရသည့်အခါလည်းရှိသည်။ထို့အတိတ်ကြောင့်ဝမ်းနည်းရသည့်အခါလည်းရှိသေးသည်။ထို့ကြောင့်စပယ်ပွင့်ဝေဝေတခြင်းကိုကြားရသည့်အခါများတွင် ကျွန်တော်၏စိတ်တို့သည် အတိတ်ကိုပြန်၍ပြေတတ်ကြ၏။ထိုအခါများတွင်ကျွန်တော်၏လေးပြာသည်ဝေဝေကိုလိုက်လံရှာဖွေလျက်ရှိခဲ့သည်။ တခါဝေဝေဒီကျွန်တော်၏အကြီးငယ်ဖြစ်ခဲ့ဘူးသည် ကျွန်တော်၏ဘဝကိုစိုးပိုင်ခဲ့ဘူးသည်ဝေဝေမရှိသည့်နောက်တွင် ကျွန်တော်ဘဝကိုစိုးပိုင်သူမှာအရက်ခွနှင့်တယောပြားလေးသာဖြစ်သည်ဇပွဲဝင်ဝေဝေကိုကျွန်တော်ဆက်ပြီးစိုးပြခဲ့တော့ကပြုံးနေသောမျက်နှာနှင့်နှစ်သိမ့်ချင်နှက်စွာနားထောင်ခဲ့ဘူးသည်မေတ္တာ၏အရေးရောက်ကြောင့်ရှင်းလင်းတော်သောမျက်လုံးများဖြင့်သူ၏အချီးမွမ်းခံရသည့်ဘဝကိုရောင်ရဲခဲ့ဘူး၏ပထမဆုံး ဝင်ဝင်နဲ့တွေ့လင်တင်ဒီဝေဝေးအားအာနေတနာစရာကောင်းသောမိန်းကလေးတရားကိုထင်မိလိမ့်မည်ထို့ထက်ရင်းနှီးလာလျင်ဝေဝေးဒီမှာကြောက်ရွံ့ကြောက်စရာကောင်းသောမိန်းကလေးတရားဖြစ်သည်ဟုအောင်းမိမိလိမ့်မည်ထို့နောက်တွင်ဝေဝေးဒီမိမချုံမိမလာတွင်မိုက်မဲကြသလိုမိုက်မဲသည်ကိုတွေ့ရလိမ့်မည်မိမချုံမိမလာတွင်အိဆတ်မှာကြောက်သောနှလုံးသားရှိသလိုဝေဝေးတွင်လည်းကြောက်ခဲလိုဝေဒနာကင်းမဲ့သောနှလုံးသားကိုတွေ့ရလိမ့်မည်မိမလာတွင်မှာအလှကိုအားကိုးရဝင်ဝါကြသလို ဝေဝေတွင်လည်းအလှကိုအာကိုသည့်မာနရှိသည်ကိုတွေ့ရလိမ့်မည်။နောက်ဆုံးတွင်အလှကိုအာကိုသောမိန်းမတို့သည်ထိုအလှဖြင့်လှည့်ပြားသွားကြတဲ့ကဲ့သို့ဝေဝေသည်အလှဖြင့်တင့်ကိုလှည့်ပြားသွားလိမ့်မည်။ဤအချက်များတွင်ဝေဝေသည်မိန်းမတို့တွင်ရှိတတ်သောအည်ချင်းနှင့်အားလုံးပြည့်စုံသည်ဟုကျွန်တော်ထင်သည်။ထို့သောဝေဝေတွင်တခြားမိန်းမတွေနှင့်မတူသောအည်ချင်းတစ်ရက်ရှိသည်။ထိုအည်ချင်းကသူနှင့်အကျွမ်းဝင်ပြီးသောယောက်ျားတစ်ယောက်အားနောက်တစ်ခါမကြည့်ရင်အောင်လုံနိုင်သည့်အည်ချင်းပင်ဖြစ်သည်။ လွန်ခဲ့သည့်1948ခုနှစ်ကကျွန်တော်နှင့်ဝေဝေသည်တက္ကသိုလ်မှတွေ့ခဲ့ကြ၏တက္ကသိုလ်မှတွေ့သည်ဟုဆိုတော့လေဝေဝေနှင့်ကျွန်တော်တွေ့ဆုံပုံမှာနည်းနည်းဆန်း၏ဝေဝေကတက္ကသိုလ်ကျောင်းသားများနှင့်အင်အားတို့ရောက်ပေါများကြကုန်သောလီတက်သားများ၏ပါဇက်တွင်ကြော်ကြားလျက်ရှိသူပန်းလေးပြန်လေးဘဝကျွန်တော်မှအညာရရကျင်းသာဒုရီယာသမားတယောက်ဘဝဤချနာတော်ဘဝနှစ်ခုကိုပေါင်းကူးပေးသည်ကနေเจ้าသူနေเจ้าသားကဝဲပင်သည် ကျွန်တော်တို့သည်ထိုစဉ်ကတင်းမြမြိုင်ဒုတိယအဖွဲ့ကိုခေါင်းဆောင်ကပြဇာတ်များတွင်စနေရတည်နေ၏တညတွင်ပြဇာတ်များနားနေသည့်အခိုက်တွင်တက္ကသိုလ်နေချောင်းသူကျောင်းသားများအသင်းမှကျွန်တော်တို့အဖွဲ့ကိုလာငါ၏ကျောင်းသူတွေဆိုရမည့်တခြင်းကိုတက္ကသိုလ်ရှိဒုတိယအဖွဲ့တစ်ခုမှခေါင်းဆောင်တရားနှင့်ကျွန်တော်ဆက်ကြခြင်းဖြစ်သည်ကျွန်တော်ကပန်းမြတ်မာလာခန့်အတွက် စပယ်ဝင့်ဝေတခြင်းကိုဆက်ပေးလိုက်သည်စပယ်ဝင်ကလေးဖြစ်ကပြရမည့်သူမှာဝေဝေဆိုသောကျောင်းသူတယောက်ဖြစ်သည်ကိုနောက်တွင်သိလာရသောအခါတွင် ကျွန်တော်ဒီတိုက်ဆိုင်သည့်အဖြစ်ကိုကြည့်၍ကိုကိုကိုအံ့ဩရသည်သည်ကျွန်တော်ကမရည်ရွယ်ပဲတပည့်ဝင်ဝေဝေတခြင်းကိုဆက်ပေးသည်ထိုတခြင်းကိုဝေဝေဆိုသောចောင်းသူတူကစိုးဦးမည်ဆိုသောအခါတွင်ဝေဝေကိုစူးစမ်းလိုသောစိတ်တို့သည် ကျွန်တော်ရင်ထဲတွင်မျိုးသိမ့်မရနိုင်အောင်ပေါ်လွင်လာကြသည်တနေ့မှာကျွန်တော်ဤဇပယ်ဝင်ဝေဝေကိုဝေဝေအားចောင်းပေးရသည်ဒီတုန်းကဝေဝေ၏မျက်လုံးတို့သည်ပြုံးရည်လျက်ရှိသည်ဟုကျွန်တော်ထင်သည်ဝေဝေ၏နှာခမ်းသည်ပြုံးလျက်ရှိသည်ဟုကျွန်တော်ထင်၏ ဝေဝေးမျက်နှာသည်ပြုံးလျက်ရှိသည်ဟုကျွန်တော်ထင်၏ကျွန်တော်တို့တခြင်းတိုင်ရသည့်နေ့ကဆရာဖြစ်တဲ့ကောလိခမ်းမဆောင်တွင်ဖြစ်၏ကျွန်တော်ကစနေရတီးတွင်ဝေဝေးသည်ကျွန်တော်ဘေးတွင်ထိုင်ကခြုံမြကြည်လင်သည့်အတန်ဖြစ်စပယ်ဝင်းဝေဝေးကိုစူတတ်၏ဝေဝေးကိုမှမွေးပြန်းသည့်ရန်နန်းတို့သည်ကျွန်တော်ဘက်သို့ပြန့်၍ပြန့်၍လာကြ၏ဝေအဲ့ဒီနာအလှည့်ကောင်းကောင်းမရဘူးဝေဝေးကတီးပြစ်စဉ်ရင်ရင်ကျူးတော့ပွင့်ဖူးတဲ့စပယ်ဖြူဟာလေးဆိုသည့်အပိုင်းလဲကို မကြည်နိုင်မင်းဖြစ်နေသဖြင့်တက်ခါတက်ခါကြောင်းပေးရသည်သည်ကြဆက်ကသည့်အခါတွင်မူကားဝေဝေသည်ကျွန်တော်အိမ်ကိုသူကားနှင့်ပြန်ပို့ပေးသည့်အထိရင်းနှီးနေပေပြီည7နာရီလောက်တွင်ပြဆက်ပြေးရာကျွန်တော်အိမ်မှာကြောင်မြောင်းတွင်ရှိ၏ဥထွန်းမြတ်လန်သူပြန်ပြီးဖြစ်သောဝေဝေကားဖြင့်ကျွန်တော်ကိုပြန်၍လိုက်ပို့တတ်သည်ကျွန်တော်နှင့်အတူကြောင်သားထဲမှတရောထိုးသည့်ကိုအောင်မြင့်ကိုလည်းဝေဝေသည်ပြန်ပို့တတ်သည်ပြဆက်ပြေးသည့်နောက်တွင်ဝေဝေသည်ကျွန်တော်ကိုကားဖြင့်အခေါ်လွတ်ကာတခြင်းတိုက်တတ်သည် ဝဝီဖငင်ကြီးမှာအငိမ့်စားရာသွေးဝင်တော့တူဖြစ်၍တမိတယောက်သာရှိ၍တမိကိုအလိုလိုက်ရန်တူသည်ဟုထင်တခါတွင်ကျွန်တော်ကစစ်သည်များကိုပတ်ပြိုးဖြင့်ဆန်းနရားတွင်ထိုင်၍စူဒီတိလိုက်ပြီးလူပြိုစကားပြောခဲ့သည်ဒီတုန်းကဝေဝေသည်အင်မတန်ပါးနက်လွန်းသည်ဟုကျွန်တော်ထင်အဖဲကြောင့်ဆိုသောနောက်တစ်ခါကျွန်တော်နှင့်ဝေဝေတို့တွေ့ကြသည့်အခါတွင်ဝေဝေသည်ကျွန်တော်ကိုနှစ်ကိုတစ်ဆံပတ်ပြိုးကိုပြန်၍စူဒီတိဝေဝေ၏မျက်လုံးတို့သည်အချစ်ကြီးဖြင့်ရှင်းလဲသည်ဟုကျွန်တော်ထင်ဝေဝေ၏အပြုံးသည် အချစ်ကြောင့်ခါတိုင်းထချိုပြုံးသည်ဟုကျွန်တော်ထင်၏ဝေတော့လေနှစ်ခုသစ္စာပတ်ပြိုးထဲမှာမတွေ့တန်းတော့ရွှေချမ်းကိုရွက်ပါမယ်တဲ့ရွက်ပါမယ်တဲ့ပြုတ်တက်လေဆိုတဲ့နေရာကိုအကြိုက်ဆုံးပဲစာသားကလည်းတွတ်တယ်ဒိဒံကလည်းမြူးပြီးသစ္စာထထန်လေးပါတယ်ဝေဝေဒီတချင်းဆိုပြီးနောက်စန္ဒရာခုံမော်တွင်လက်ကိုကိုယ်ရရှက်ထားကမေးတင်ထား၏ကျွန်တော်ကဝေဝေနဲ့မျက်နှာချင်းဆိုင်ထိုင်ကုန်တွင်ထိုင်ကစန္ဒရာကိုစမ်းနေမိသည်ဘလောက်စိတ်ကူးရင်စရာကောင်းမှန်းတယ်လေ ဝင်းပနေသောဝေဝေးမျက်နာသည်မိုင်းညွတ်နေသည့်တပင်အောင်ဆန်းရတွင်လာ၍ထင်နေသည်ဆန်းရခုံပေါ်တွင်တင်ထားသောပန်းဆိုင်အိုးမှတစ္ဆာပန်းသည်ဝေဝေးမျက်နာကိုတခါတခါကြွယ်ထားသည်ဝေဖြစ်လေတခါလေစိတ်ရှိလက်ရှိတီးပြီးအာပတရဆူပြစ်လိုက်တာပဲတီးလည်းပြီးရောကို့ကိုတော့မင်းနေမိရဲ့တခါလေဆန်းရပေါ်မှာဆန်းနေပြီမဲ့ဗတိလုံးနေဆန်းနေမိမှမသိဘူးဒီကွက်တွေကလိုလိုပေါ်လာရဲ့နောက်တစ်ခါဒီဒီလုံးကိုပြန်တီးခြင်းလို့ဆန်းတော့မပေါ်လာတော့ဘူး ျွန်တော်တို့တော့ဒါမျိုးတွေမရှိတော့ပါဘူးဝေတကယ်ပဲကျွန်တော်လက်တွင်စိတ်ဆိတ်ဆော်မှုကြောင့်ခုန်ပြန်ထွက်လာကြသည့်တိဂိတတို့မရှိတော့ပြီပြဇာတ်များတွင်တီးတီးချိန်ကစ၍ဥပါစာပရမတမိနစ်မြစက်တင်ပြောင်းလုံးမှာမိနစ်မြင်မြဟူ၍တိုင်းစကရှာပြီးသားတီးကွက်ကလေးတွေကိုအချင်းနှင့်တိုင်၍ကတော်ကမျိုးတီးရသည်စန်းရယဟုပြဇာတ်တင်တီးတီးအချိန်မှစ၍စိတ်ပါလက်မှတီးတီးဟူ၍မမှန်ရရတခါမှမရှိသေးပေဝေဖြစ်လေ ခါလေတီးရလို့လာမသိဘူးတီးရတဲ့အခါမှာတော်တော်စိတ်ပါတယ်စိတ်ထဲမှာပေါ့သွားတယ်ဝေဒီစိတ်ပါလပါပြောနေကျွန်တော်ဒီဝေအနုပညာကိုတွေးတော်မှဆာ၍နေမိလေတီးဝေဝေမျက်လုံးအချီတွင်လူတယောက်ယူမှုစေနိုင်သောတတ္တိရှိသည်ကိုကျွန်တော်သိပါ၏ဝေအပြုံးတွင်အညွတ်ရှိသည်ကိုကျွန်တော်သိပါ၏တို့ရတွင်ဝေထူအချီနှင့်အညွတ်တတ်ပါသောမျက်လုံးနှင့်တွေ့သည့်အခါတွင်မူကျွန်တော်ဒီတာရန်ရှိတွင်ရောက်သောတမင်ငယ်လိုဖြစ်ရပေသည် တညနေ့တွင်ဝီဝီဒီကျွန်တော်ကိုကားနဲ့လာခေါ်၏ကားတိုင်းဒရိုင်မာနဲ့လာတော့ဝီဒီဒီနေ့ညနေကျမှထူးထူးရှားရှားကားကိုကိုယ်တိုင်မောင်းလာ၏ကျွန်တော်ကမှကားတိုင်းကဲ့သို့ပင်ဝီဝီခေါ်ရသို့လိုက်သွားသည်ဝီဒီကားကိုမောင်းရင်ကျွန်တော်ဘက်သို့လှည့်မကြည့်ပဲဒီနေ့မမေကဆူတာနဲ့ဝီစိတ်ညစ်လို့ထွက်လာတာဝီဒီမျက်လုံးကိုမေးအောင်ရှေ့ဆူဆူသို့ကြည့်လာသည်ကျွန်တော်ကဘာမှမပြောပဲအော်ဟုဆိုကဝီဤမာနာခတ်ထံပုံကို စဉ်းစားလာ၏မိမီတို့ဟာဝိကိုတဲပြီးဂီတဘတ်လိုက်စားတာအပြစ်ပြောတယ်သိလားစိတ်လေလူပြောက်တောင်းနဲ့ပေါင်းနေနဲ့အိုးစုံလို့ပါပဲဝိကဒီလိုချုပ်ချယ်တာမျိုးကိုသိကြိုက်တာမဟုတ်ဘူးဝိဒီကောင်းကိုတမျိုးလုံးနဲ့ရှောက်မောင်းသည်နောက်ပြီးဘိုင်စကုတ်ယုံတွေဘက်မောင်းကဘိုင်စကုတ်ဝင်ကြည့်ကြသည်အပြန်တွင်မူဝိဒီကျွန်တော်ကိုကောင်းမောင်းခိုင်းတဲ့ဖြင့်ကျွန်တော်ကကောင်းမောင်းလာသည်ဝိကိုဒီကျွန်တော်ဘေးတွင်ပူပူကက်ကက်လာတိုင်း ဝေးအီကူမှာမှွေးကြိုင်တင်းပြန်းသည့်ရနက်နဲ့မိမနန်းတို့ရောထားသည့်ရှင်သလားရိုင်းသလားမဆူနိုင်သောအနတ်တစ်မျိုးသည်ကျွန်တော်စီတို့လွင့်လာကြသည်ဝေးအီကူသည်ကျွန်တော်ကို လာမိသည်ထို့နောက်တွင်တော့ကျွန်တော်သည်ဝေးအီကူကိုဘယ်လက်ဖြင့်ပွေဖက်မိရာကကျွန်တော်တို့နှစ်ယောက်သည်တယောက်ကိုတယောက်ထူးဆန်းစွာတရှိကြသည် ကိုမောင်ကိုသတိရလာသည့်အခါတွင် အော်လူတွေမိုင်မဲတယ်လို့မိုင်မဲကြတာပဲတိကျတော့မပုံပါဘူးဟုလူတွေဒီကုတ်ကိုခွင့်လွတ်တတ်ကြသည့်တတော်အားဖြစ်သည် အမောင်ကိုအလွယ်တကူကျူးလွန်ညာ၍အမောင်ကိုအလွယ်တကူခွင့်လွှတ်တတ်ကြသည်ထို့နောက်တွင်က ကျွန်တော်နှင့်ဝေရီတို့ကံကောင်းမတွေ့ကြရတော့ပေဝေရီသည်တက္ကသိုလ်တွင်ဂုံလူလန်းတက်ရန်ညီပြဆရာလုံနေသည်ဟုကြားရသည်ကျွန်တော်ကလည်းဝေရီကိုမတွေ့လို့တော့ဝေဝေကလည်းကျွန်တော်ကိုတွေ့နေတော့မြင်မထင်1952ခုနှစ်ကမူကဝေဝေနဲ့ကျွန်တော်ပြန်တွေ့ပြန်၏တို့ရနေဝေဝေဤဘေးတွင်ထောင်ထောင်မောင်းမောင်းယောက်ျားတယောက်ပန်းလိုက်အစတော့ကတော့ကျွန်တော်ဤတီးမြန်မြန်အဖွဲကိုတက္ကသိုလ်ရှိအတင်းတင်းက နိုင်ငံခြားသူပညာတော်တွေတောင်းမိဆရာနဲ့ဆရာမဇနီးမောင်နှံတို့ဟာနှုတ်ဆက်ပွဲလာရောက်တီးပေးပါဆိုတဲ့ဖြင့်ခါတိုင်းလိုပင်လိုက်သွား၏ဟိုရောက်တော့မှနိုင်ငံခြားတောင်းမိဆရာနဲ့ဆရာမတို့မှာဝင်လို့ဇုံတွေဖြစ်တယ်ကိုသိရ၏ခမ်းမတစ်ခုလုံးမှာဆရာဆရာမများကျောင်းသူကျောင်းသားများနဲ့ပြည်နယ်လျက်ရှိချွေးနှံစီကရနှံတို့သည်မိခွန်းနှင့်အတူအခန်းထဲတွင်လွင့်လျက်ရှိထိုအခိုက်တွင်အတင်းတွင်ရင်မူကဆရာမဒေါ်ဝေခင်အားစပယ်ဝင့်ဝေဝေတဲ့ချင်းကို စနေရနေ့စူတီတီရန်တောင်းပန်နေရပါတယ်ခင်ဗျာ။ဒါကြောင့်ဆ ਿਆ မတော်ဝေခင်ကကျေးဇူးပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်ဟုကြေညာသည်။အားလုံးသောကြောင်းသူကြောင်းသားတို့ကတခဲနဲ့ဩမပေးကြသည်။ဆ ਿਆ မဆိုပါဆ ਿਆ မဆိုပါဟု နောက်ပိုင်းကထပွက်တန်ကြီးကိုကြားရလေသည်။ခက်ကပြီ။ကျွန်တော်ဒီတစ်ခါနဲ့အခန်းထဲမှာပြေးထွက်သွားခြင်းမတွေ့လို့သူနှုတ်ဆက်ပွဲကိုကြံကြံဖန်ဖန်ရောက်လာရပြီ။တဖန်ကျွန်တော်ဆက်သည့်ဇပယ်ဝင်ဝေဝေကိုမှစူတီတီရမည်ဟုစူတီနဲ့ကြုံရပြန်သည်။ ဝေဝေသည်ဆန်နယားစီသို့ထလာ၏နောက်ကကျောင်းသူလင်နေရာကိုပါလာ၏ဝေဝေကိုဒီချင်းကြည့်ရသည်မှာခိုင်းတက်ပိုလာသည်ကိုကျွန်တော်ထင်သည်ဗမာဆန်၏ပခုံးပေါ်တွင်ပန်းတို့ရောင်ပေါ်အောင်စုချထားသောဗမာဆန်ဆန်စပင်ကိုယွယွလေးဘီးစပတ်ပတ်ထားသည်ဖြင့်ပြန်မြူသောမဟာနဖူးပြင်ကလေးမှာထင်းငင်းနေပေါ်နေ၏မျက်လုံးစုံတို့သည်ခိုင်းလိုတောက်ပလျက်ရှိကျွန်တော်သည်ဆန်နယားနှင့်ခလန်းလန်းတွင်ထိုင်ရင်းဝေဝေကိုမြင်သောအခါတွင်အညုတ်ခံရသောတားကောင်ဘဝသို့ပြန်ရောက်သွား၏ ဝေဝေသည်ကျွန်တော်ကိုမြင်သောအခါတွင်ကြက်သည်တည်သည်လိုပြစ်သွားသော်လည်းခဏချင်းပြန်၍အိမ်တွင်ဆင်ကဆန်နရတွင်ဝင်ထိုင်ရင်းဆန်နရလက်တံတွေကိုအစမှအဆုံးဆွဲလိုက်ပြီးစမ်းနေ၏ဝေဝေပြောသည့်စကားတွေကိုဒီခါကျမှကျွန်တော်သဘောပေါက်လာသည်ဝေဝေသည်ဆန်နရကိုအာပတရာတိတီးခွက်တွေကိုစိတ်ပါလက်ပါဆမ်း၏ကျွန်တော်နှလုံးခုန်သန်သည်ဆန်နရနှင့်အတူပြိုင်နေသည်ဟုထင်၏အရင်မှန်လေးတမွေမွေတင်းပြတ်မည် မိုးတိမ်နေကြွယ်ကောင်ပျောက်တော့တွေ့ချောက်ကဂုံမဝင်နိုင်ရှာတယ်စပယ်ပွင့်ဝေ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 ရဲ့အတန်ဒီဘယ်တော့မှဒီလောက်ကြေကွဲဝမ်းနေပါသေးဘူးကျွန်တော်မထင်ခဲ့ဝေဝေဒီစပယ်ပွင့်ဝေဝေဖြစ်တက္ကသိုလ်ဂီတလောကတွင် ထင်ရှားသူဖြစ်သည့်အတိုင်းစပယ်ပွင့်ဝေဝေနဲ့ဝေဝေဒီခွဲလို့မရအောင်ရှိခဲ့ဦး၏ကျွန်တော်ကမူတချင်းပဲချင်းဆုံးသွားသည့်ကိုပင်မသိလိုက်ပဲနိုင်နေရင်ကတခါတော့ငါရိုင်းမန်းလေးကိုပြန်၍ တတတတအောင်မမိ၏စိတ်ထဲမှရှိသည်ကိုဝေဝေကိုဖွင့်ပြောလိုက်ခြင်းသည်တွားပြီတော့စပယ်ကြီးတွားပြီအောင်တော့ပြန်ကြုံတွေ့တဲ့နောက်တနေ့တိုင်အောင်လို့မြတ်တန်းတင့်